လက်ရှိ United ရဲ့ဖိုဖျက်အခြေအနေကိုမြင်ရတာရင်နာတယ်လို့ဖွင့်ဟလာတဲ့ Rennie Manchester United တင်းရဲ့ကံတွန်တိုက်စစ်မှုကြီး Rennie ကလက်ရှိ Manchester United တင်းရဲ့ဖိုဖျက်ဖြစ်နေတဲ့အခြေအနေကိုမြင်ရတာရင်နာရတယ်လို့ဖွင့်ဟပြောဆိုလိုက်ပြီးတော့သူ့ရဲ့သားသမီးတွေကိုကလပ်အသင်းထိတ်တန်းနေရကိုပြန်ရောက်တာမြင်တွေ့စေချင်တယ်လို့လည်းဝန်ခံပြောကြားလိုက်ပါတယ် United တင်းရဲ့ Chara ကိုသူအများဆုံးကစားသမားဖြစ်သူ Rennie ကကစားသမားဘက် Premier League Bla 5ချိန်ပအဝင်ရယူနိုင်သမျှ Super League အလုံးကို United နဲ့အတူဆွခိုးနိုင်ခဲ့သူဖြစ်ပါတယ် ဒါပေမဲ့သူ့အတင်းကနေထွက်သွားပြီး၈နှစ်ကျော်ကြာမှာတော့ကလပ်အတင်းရဲ့ဆန်တုံးတွေကအလွန်မင်းကျဆင်းသွားခဲ့ပြီးတော့ပြီးခဲ့တဲ့စနေနေ့က Bravo ကို၃ဂိုးတကိုးနဲ့ရှုံးနိုင်ခဲ့တဲ့ပွဲစမှာအတင်းရဲ့ခြေနေကိုချက်မှန်ပေါ်လွင်စေခဲ့တာပါ။ရနီကဒီအချိန်တွေကသူ့ကိုပုံကိုရေးအရဘလောက်ထိခိုက်စေလဲဆိုတာကိုသူ့ရဲ့သားနှောင်းနဲ့ဥပမာပေးပြီးတော့ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့သားတွေဖြစ်တဲ့ gain 15နှစ်နဲ့ကလေးစနေနှစ်တော့ဆိုရင်တော့ United ရဲ့လူငယ် Academy မှာကစားနေကြတာဖြစ်ပါတယ်ကျွန်တော် United ပြိုင်သက်တရားအနေနဲ့ကြီးပြင်းလာတာမဟုတ်ပါဘူး Everton ပြိုင်သက်အနေနဲ့ကြီးပြင်းခဲ့တာပါဒါပေမဲ့ကျွန်တော်ဒီကလပ်အသင်းနဲ့အချိန်အများကြီးကုံဆုံးခဲ့တယ်။ကျွန်တော်မိသားစုကျွန်တော်ကလေးနှစ်ယောက်ကအခုဒီကလပ်အသင်းမှာရှိနေကြပြီ။ကျွန်တော်ဒီကလပ်နဲ့ပတ်သက်နေတာနှစ်20ကျော်ရှိပါပြီ။အခုမြင်တွေ့နေရတာကကျွန်တော်ကိုနာကျင်စေပါတယ်။ကျွန်တော်ရဲ့အကြီးဆုံးသားတစ်ယောက်ပဲဒီအသင်း Premier League ဖလားကိုရတာမြင်ဘူးတယ်။ ျွန်တော်ကလေးတွေကမယူနေတဲ့အောင်မြင်နေဆိုတော့ဘာမှမသိကြဘူးကျွန်တော်တို့ကိုအဲ့ဒါကိုမြင်စေချင်တယ်လို့ရင်းနီကရင်နာစွာနဲ့ပြောကြားခဲ့ပါတယ်ရင်းနီကကလပ်အသင်းရဲ့ရင်းချိမှုပျောက်ဆုံးနေပြီဖြစ်တဲ့အကြောင်းလေးလက်ရှိကစားသမားတွေမှာအသင်းအတွက်ထိခိုက်လို့စိတ်နဲ့ခေါင်းဆောင်မှုအရေးသွေးတွေကင်းမဲ့နေတဲ့အကြောင်းကိုလည်းဝေဖန်ခဲ့ပါတယ်အဲ့ဒီပေါ်လုံးကလပ်ရဲ့ရင်းချိမှုကပျောက်ဆုံးသွားပြီးကျွန်တော်နေတိုင်းမြင်နေရတယ်ဝန်ထမ်းတွေအလုပ်ပြုတ်ကုန်တယ်လူတွေကအလုပ်ကနေထွက်ခွာသွားကြတယ်သူက ranking နဲ့ ball score တို့လိုသူ့ရဲ့ကစားသမားဘဝကခေါင်းဆောင်ကြီးတွေလိုဥပမာပေးပြီးတော့ ranking ကိုသာအဲ့ဒီအဝတ်လက်ခံအလဲမှာထားလိုက် ပေါ့စကိုကဒါအဲ့ဒီအဝတ်လက်ခံအလဲမှာထားလိုက်လို့ပြောစားခဲ့ပြီးတော့သူကိုယ်တိုင်ပုံဝင်ရမယ်ဆိုရင်တော့ကျွန်တော်ချက်ချင်းဝင်သွားမှာလို့ပြောဆိုခဲ့ပါတယ်။ကျွန်တော်အဲ့ဒီကလပ်မှာမြင်တွေ့နေရတာတွေကမန်ချက်စတာယူနိုက်တက်မဟုတ်တော့ဘူးဆိုပြီးတော့ညီကုန်းချုပ်ပြောကြားသွားခဲ့တာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။